မင်္ဂလာပါခင်ဗျရှန်ကိုခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်မဲအောင်လိုင်းက license မဲ့ကားနဲ့စိုက်ကယ်တွေကိုဖမ်းဆီးဖို့ညွှန်ကြားထားပေမဲ့သူလက်အောက်ခံစစ်တပ်ရဲနဲ့ဌာနဆိုင်ရာတွေက license မဲ့ကားနဲ့စိုက်ကယ်တွေကိုဆက်လက်အသုံးပြုပြီးပြည်သူတွေရဲ့ကားနဲ့စိုက်ကယ်တွေကိုသာအတိအကဖမ်းဆီးနေကြတယ်ဆိုပါတယ်ကချင်ပြည်နယ်မှာအချက်ပစကောင်စီရဲ့စစ်ရဲဟဲရင်နှစ်စီးကို KIA ပြည်တဲ့ပူပေါင်းတပ်တွေကပစ်ချပြီးတဲ့နောက် ဗမော်မျိုးသိမ့်တက်ပွဲကိုတော်လိုင်းတပ်တွေကပြန်လဲစတင်လိုက်တယ်ဒီကနေ့မေလ29ရက်နေ့မှာပဲစစ်ကောင်စီရဲ့ဗမော်စကခ21အနီးမှာရှိတဲ့ဝင်းလိုက်ဟိုတယ်တက်စကန်အပါဝင်ကာကင်းစကန်တွေကိုအပိတ်သက်သိမ့်ပိုက်လိုက်ပြီဆိုတဲ့တင်ပါဝင်နောက်ဆုံးရရှိထားတဲ့တင်တွေကိုတင်ဆက်ပေးပါမယ်အခုပြပါစုတ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့အကျက်ဖတ်မဲအွန်လိုင်းကလိုင်စင်မဲ့ကားနဲ့ဆိုင်ငယ်တွေကိုဖမ်းဆီးဖို့ညွှန်ကြားထားပြီးမြတ် ူလောက်ခန်းစစ်တပ်ရဲနဲ့ဌာနဆိုင်ရာတွေကလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုဆက်လက်အသုံးပြုပြီးပြည်သူတွေရဲ့ကားနဲ့ဆိုင်ကယ်တွေကိုသာအတိတ်ကဖမ်းဆီးနေကြတယ်လို့စစ်ကောင်စီရဲ့ဌာနဆိုင်ရာသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့မေလ20ရက်နေ့ကပဲနေပြည်တော်မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီအစည်းအဝေးမှာအကြမ်းဖက်မင်းအောင်လိုင်ကလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုဖမ်းဆီးဖို့ညွှန်ကြားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီမှာအကြမ်းဖက်မင်းအောင်လိုင်ပြောသွားတာကလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေစီးနင်းမှုရှိနေတဲ့အကြောင်းတွေကိုသူ့အနေနဲ့သိရှိထားတဲ့အတွက် အဲ့ဒီကိစ္စတွေကိုတာဝန်ရှိတဲ့သူတွေအနေနဲ့ပတ်သက်သူအားလုံးကိုဖမ်းဆီးဖို့နဲ့အဲ့ဒီလိုလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေစီးနှင်မှုကြောင့်သူတို့စစ်ကောင်စီရမယ့်အခွန်အခတွေနစ်နာတယ်ဆိုပြီးတော့ကိုပြောသွားတယ်လို့ဒါတွေကိုကြက်ကြက်မက်မက်ဖော်ထုတ်ဖမ်းဆီးဖို့ညွှန်ကြားသွားတယ်ဆိုပါလေအဲ့ဒီလိုအကြက်ဖက်မင်းအောင်လိုင်းရဲ့ညွှန်ကြားချက်ကြောင့်စစ်ကောင်စီလောက်ခံစစ်တပ်ရဲနဲ့ထွေအုပ်အပါအဝင်ဌာနဆိုင်ရာအားလုံးကလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုသူတို့စစ်တပ်ထိန်းချုပ်ထားရာတောင်ကြီးမြို့အပါအဝင်မြို့ကြီးတွေမှာဖမ်းဆီးတာတွေလုပ်နေပြီမြဲ့ တဖက်မှာတော့သူတို့စစ်ကောင်စီလက်အောက်ခံစစ်တပ်ရင်းနဲ့ဌာနဆိုင်ရာတွေကိုယ်တိုင်ကအဲ့ဒီလိုင်းစင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုဆက်လက်အသုံးပြုပြီးပြည်သူတွေရဲ့ကားနဲ့ဆိုင်ကယ်တွေကိုသာအတိအကဖမ်းဆီးနေကြတယ်လို့စစ်ကောင်စီရဲ့ဌာနဆိုင်ရာသတင်းရင်းမြစ်ကပြောထားပါတယ်။လက်ရှိရန်ကုန်နေပြည်တော်နဲ့မန္တလေးမြို့တွေမှာဆိုရင်သူတို့စစ်ကောင်စီလက်အောက်ခံစစ်တပ်ရင်းနဲ့ဌာနဆိုင်ရာတွေမှာအသုံးပြုနေကြတယ်။လိုင်းစင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုစီမံချက်ရှိတဲ့အတွက်လောလောဆယ်အသုံးမပြုခိုင်းမဲ့စီမံချက်ကာလပြီးမှပြန်ပြီးအသုံးပြုဖို့ကူပါ။ သူတို့ကိုယ်တိုင်ပဲပြန်ပြီးတော့အတိပေးထားတယ်လို့စစ်ကောင်စီရဲ့ဌာနဆိုင်ရာသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ကချင်ပြည်နယ်မှာအကြက်ဖက်စစ်ကောင်စီရဲ့စစ်ရဲဟဲ့ရင်နှစ်စီးကို KIP တဲ့ပူပေါင်းတပ်တွေကပစ်ချပြီးတဲ့နောက်ဗမော်မျိုးသိန်းတိုက်ပွဲကိုတော်လိုင်းရေးတပ်တွေကပြန်လည်စတင်လိုက်တဲ့ဒီကနေ့မေလ29ရက်နေ့မှာပဲစစ်ကောင်စီရဲ့ဗမော်စကခ21အနီးမှာရှိတဲ့ဝင်းလိုက်ဟိုတယ်တက်စကန်အပါဝင်ကာကင်းစခန်းတွေကိုအပိတသိမ့်ပိုက်လိုက်ပြီးလို့ KIA ဒရင်းရှင်းမြစ်တွေကရေကုန်ခစ်တွေကိုပြောပါတယ် ဒါကတော့ဒီကနေ့မေလ28ရက်နေ့ဖြစ်တဲ့မနက်၄နာရီကျော်လောက်ကစပြီး GMP တဲ့ပူပေါင်းတက်တွေကဗမော်မျိုးသိမ်းတိုက်ပွဲကိုပြန်လည်စတင်လိုက်တဲ့အချိန်မှာပဲအချက်ဖတ်စကောင်းစီရဲ့ဗမော်စကခ21ဌာနချုပ်အနီးကဝင်းလိုက်ဟိုတယ်တက်စကန်အပါဝင်ကာကင်းစကန်တွေကနေအပေါ်စီးယူပြီးစနိုက်ပါတွေလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့စကောင်းစီတက်စကန်တွေကို GMP တဲ့ပူပေါင်းတက်တွေကအပိတ်တိုက်ခိုက်သိမ်းပိုက်ရရှိသွားပြီလို့ KIA Intelligence ကပြောထားပါတယ်အဲ့ဒီဗမော်မျိုးကဝင်းလိုက်ဟိုတယ်အပေါ်ကနေ စစ်ကောင်စီတပ်သားတွေကအထက်မြင့်ကိုအကာအကွယ်ယူပြီးစနိုက်ပါတွေလက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးတော့တော်လိုင်းရဲတပ်တွေရဲ့ထိုးစစ်ကိုဟန်တားနေကြတာဖြစ်လို့အခုတော့ရဟန်းရဲနစီပစ်ချပြီးတဲ့နောက်မှာပဲ GMB တဲ့ပူပေါင်းတပ်တွေကဗမော်မျိုးသိန်းတိုက်ပွဲကိုပြန်စတဲ့အချိန်အဲဒီဝဲလိုက်ဟိုတယ်စစ်တပ်စခန်းတွေကိုပါအပိတ်သိမ်းပိုက်လိုက်တာဖြစ်ပြီး တော်လရင်တက်တွေကဗမော်မြို့မှာနောက်ဆုံးကြံနေတယ်စစ်ကောင်စီရဲ့စကားခါ27ဌာနချုပ်ရဲ့ကာကင်းစခန်းတွေကိုပါတောက်လျှောက်သိမ်းပြီးရှေ့ကိုဆက်တိုးလာပြီဖြစ်တယ်လို့တိုက်ပွဲတွေအပြင်းထန်ကိုဖြစ်ပွားနေပြီလို့ KIA သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာတပ်ပတ်မှာတော့မန္တလေးတိုင်းတောင်သာမြို့နယ်မှာရှိတဲ့အချက်ပစကောင်စီရဲ့ထနောင်းကုန်းကြေးရွာတပ်စခန်းကိုတော်လရင်ပူပေါင်းတက်တွေကဝင်ရောက်တိုက်ခိုက်တဲ့အချိန် အထိနာပြီးပိတ်မိနေတဲ့စစ်ကောင်စီတပ်သားတွေနဲ့ပူစောတိတွေကိုစစ်ကောင်စီဘက်ကလေကြောင်းပစ်ကူတွေပါသုံးပြီးမှမြေပြင်စစ်ကူစစ်ကြောင်းနဲ့ကဲထုတ်သွားရတဲ့အခြေအနေထိရုတ်ပြက်ဆင်းပြက်ကိုအထိနာသွားကြတယ်လို့မြန်မာခိုင်ပြည်တဲ့အမှတ်သုံးတရင်ရဲ့တာဝန်ရှိသူတဦးကရေကုန်ခစ်တဲ့ကိုပြောပါတယ်။ဖြစ်စဉ်ကတော့မေလ19ရက်နေ့ကစပြီးတောင်သာမြို့နယ်ထနောင်းကုန်းကျေးရွာကအကြမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်းကိုတော်လိုင်းပူပေါင်းတပ်တွေက RPG တွေနဲ့ပါဘန်ဂါတွေကိုထုပြီးစတင်ဖြိုခွင်းပြီးတော့မှဝိုင်းဝန်းပိတ်ဆို့ဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။ အဲ့ဒီမှာနှစ်ဖက်အပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပွားပြီးတယ်နော်စစ်ကောင်စီဘက်ကသေတဲ့သူတွေဒဏ်ရာရတဲ့သူတွေနဲ့တော်တော်ကိုအထိနာပြီးပိတ်မိနေတဲ့အခြေအနေပါဖြစ်လာတဲ့အခြေမှာပဲသူတို့စစ်တပ်ဘက်ကလေရင်ပစ်ကူတွေပါတုံးပြီးမှမြေပြင်စစ်ကူစစ်ကြောင်းကနေအဲ့ဒီပိတ်မိနေတဲ့သူတို့စစ်သားတွေနဲ့ပြူစောထီးတွေကိုကဲထုတ်သွားရတဲ့အခြေအနေတိရုပ်ပြတ်ဆင်းပြတ်ကိုအထိနာသွားကြတယ်လို့မြန်မြန်ခိုင်ပီတီအမှတ်3တည်ရင်တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျ ဖက်မှာလေပဲခူးတိုင်းပောက်ခေါင်းမြို့နယ်ကတိုက်ချောင်းကြေးရွာကိုလာပြီးမီးရှို့ဖို့လုပ်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်တွေကတက်ခိုက်ချင်းမမှုအတွေ့စေကောင်စီတပ်သားတအူးကတော့နေရာမှာနေပွဲချင်းပြီးကိုတိတ်သွားတဲ့အပြင်နောက်ထပ်စစ်သား9ဦးကပြင်းထန်ဒဏ်ရာတွေရသွားပြီးတဲ့နောက်သူတို့စစ်သားတွေကိုကားတွေပေါ်ဆွဲတင်ပြီးပြန်ဆုတ်သွားကြတယ်လို့3631 PDF တရင်တာဝန်ကရဲဘော်ရှဲဒိုးကရင်ုံခစ်တစ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ26ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ပေါကောင်းမျိုးနဲ့ကတိုက်ချောင်းခြေရွာကိုဘာတိုက်ပွဲမှမရှိပဲအเจ้าမဲ့လာပြီးမိရှို့ဖို့လုပ်နေတဲ့အဂျမ်ဖက်စစ်ကောင်စီတပ်စင်ကြောင်းကိုဒေါ်လာအေးပွန်တပ်တွေကတိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်။အဲ့လိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သားတအူးကတော့နေရာမှာတင်ပွဲချင်းပြီးကိုတိတ်သွားတဲ့အပြင်နောက်ထပ်စစ်သား9ဦးကပြင်းထန်ဒဏ်ရာတွေရသွားပြီးတဲ့နောက်တိတ်သွားတဲ့သူတို့စစ်သားနဲ့ဒဏ်ရာရတဲ့သူတွေကိုကားရီပေါ်ဆွဲတင်ပြီးပေါကောင်းမျိုးပဲပြန်ဆုတ်သွားကြတယ်လို့3633 PDF တရင်တာဝန်ခံရဲဘော်ရှယ်ဒိုကပြောထားပါတယ်ခင်ဗျ။ မှာတော့မကွေးအချင်းထောင်မှာနိုင်ငံရေးကျင်းသားအယောက်200ကျော်ကိုထောက်အနာပိုင်တွေကမတရားတိုက်ပိတ်ထားတဲ့အပြင်စေကူတကွင်ပါပိတ်ပင်ထားတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက် PPNM ရဲ့ကိုတိုက်ထွန်းဦးကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့မကွေးအချင်းထောင်ရှိမှာပြီးခဲ့တဲ့ဧပြီလကပဲ local pdf တပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်ကြားတိုက်ပွဲဖြစ်ပွားခဲ့တဲ့အချိန်အချင်းတောင်တဲမှာပါအချင်းဦးစီးဝန်တန်းတွေနဲ့အချင်းသားတွေအကြားထိတွေ့မှုဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီဖြစ်စဉ်တွေမှာပဲအချင်းသားနှစ်ဦးလဲထောင်ဝင်းဒန်းတွေရဲ့ပြစ်ခတ်မှုကြောင့်တိတ်ဆုံးခဲ့ရပြီး ဲ့လိုပြစ်ခတ်တဲ့ထောင်ဝင်ဓာတ်တွေလည်းဘလို့အေးအေးယူမှုမှမခံရတဲ့အပြင်ဖြစ်စဉ်အပြီးမှလည်းမကွေးအချင်းထောင်ရဲ့အာဏာပိုင်တွေကနိုင်ငံရေးကျင်းသားအယောက်200ကျော်ကိုထောင်တွင်းစုပူမှုမှပါဝင်ခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့မတရားရိုက်နှက်စစ်ဆေးပြီးတော့တိုက်ပိတ်ထားရုံနဲ့မကစေကူတာကွင့်လည်းမပေးဘဲပိတ်ပင်ထားတယ်လို့နိုင်ငံရေးကျင်းသားမကွင်ရဲ့ PPNM ရဲ့ကိုတိုက်ထုံးဦးကပြောထားပါတယ်ခင်ဗျာအခုတခါဆက်ချင်တာကတော့အကြံဖတ်စစ်ကောင်စီကရတပ်ပြည်သူတွေအပေါ်ပြစ်မှတ်ထားပြီးအကြံဖတ်တိုက်ခိုက်မှုတွေကို အာဆီယံကအရေးယူဖို့လိုအပ်ပြီးကြေညာချက်ထုတ်ပြန်ရုံတင်မကပဲလက်တွေ့ကျကျအရေးယူပေးဖို့ UNG ကတောင်းဆိုလိုက်ပါတယ်။ဒါကြောင့်ဒီကနေ့မေလ29ရက်နေ့မှာပဲမလေးရှားနိုင်ငံမှာ46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးရဲ့ဒုတိယနေ့အဖြစ်ကျင်းပနေတဲ့အချိန်တစ်ဖက်ကအမျိုးသားညီညွတ်အစိုးရ UNG ကနေဒီကနေ့ထုတ်ပြန်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့တင်စကားပြောကြားခြင်းအစီအစဉ်မှာ UNG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးကျော်စောကအာဆီယံကိုပြောဆိုတောင်းဆိုလာတာပဲဖြစ်ပါတယ်။လက်ရှိမှာလည်း အာဆီယံရဲ့မြမအရေးနဲ့ပတ်သက်ပြီးချမှတ်ထားတဲ့သဘောတူညီချက်၅ချက်မှာအကြံဖတ်မှုတွေရပ်ဆိုင်းဖို့ဆိုတဲ့အချက်လည်းပါဝင်နေတာဖြစ်တဲ့အတွက်ဒီအချက်ကိုလည်းစစ်ကောင်စီကလိုက်နာမှုမရှိဘဲရတပီသူတွေကိုပြစ်မှတ်ထားပြီးအကြံဖတ်တိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေတဲ့အတွက်အာဆီယံအနေနဲ့စစ်ကောင်စီကိုထိထိရောက်ရောက်ရေးယူဖို့လိုအပ်တယ်လို့ NGO ရဲ့တမနာယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းစစ်ကောင်စီဟာနိုင်ငံတကာကိုလူကြားကောက်အောင်မေလအကောင့်တိသူတို့စစ်တပ်ကအပြစ်ရထားပါတယ်ဆိုပြီးအတိအလင်းကြေညာထားပေမဲ့ တဖက်မှာတော့နိုင်ငံတော်လေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေရမှာအဲ့ဒီတဲကမှမေလ12ရက်နေ့ကဆိုရင်တပင်းမျိုးနယ်ကအိုးထိန်ကွင်းကြေးရွာမှာကလေးတွေစတင်နေတဲ့ကြောင်းကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်သွားမှုကြောင့်ဆီယမ်မာတွေနဲ့ကလေးသူငယ်ပေါင်းများစွာတိုက်ဆုံခဲ့ရတဲ့ဖြစ်စဉ်ကလည်းလောလောလတ်လတ်ကိုဖြစ်ခဲ့တဲ့တာရကအဖြစ်ရှိနေတဲ့အတွက်အာဆီယံအနေနဲ့စကောက်စီကိုအေးအေးယူဖို့လိုအပ်ပြီးကြင်ညာချက်ထုတ်ပြန်ရုံနဲ့မကပဲလက်တွေ့ကြကြအေးအေးယူပေးဖို့အန်ဂျီကတောင်းဆိုလိုက်ပါတယ်ခင်ဗျ ဟုတ်ကဲ့ဒါကတော့ရေအောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ပါ